ုဒ္ဓဘူးသားသမီးများကအခုဝင်ရောက်ဖြတ်သန်းလာတဲ့မေလာတလတာကာလတွင်မှာ အလောက်ကိုင်းတို့နေရာထိုင်ခင်းတို့နဲ့ပတ်သက်ပြီးတော့တိုးတက်အောင်မြင်မှုတွေအစီအပြေမှုတွေကိုရရှိစေနိုင်လိမ့်မယ်ဆိုတာကိုတွေ့ရပါတယ်အလုံးမှာနေရာကောင်းရသွားတာတို့နော်အလုံးမှာဝင်ငွေတွေလစာတွေတိုးသွားတာတို့အဲအလုံးမှာယာဝူးတွေတက်သွားတာတို့ နောက်အလုံးခိုင်နဲ့ပတ်သက်တဲ့အခွင့်အလမ်းကောင်းတွေပေါ်ပေါက်လာတာတို့အလုံးမရှိတဲ့သူတွေကအလုံးရသွားတာတို့စားတဲ့အခြေအနေမျိုးတွေအကောင်းတွေကြီးကြုံရနိုင်တယ်ဆိုတာကိုတွေ့ရပါတယ်။နောက်ကြီးကဲတဲ့သူတွေရဲ့ချစ်ခင်ယုံကြည်မှုတွေကိုလည်းပဲရနိုင်တယ်။ကုညီကောင်းမဆာကောင်းတွေကိုလည်းပဲရနိုင်ပါတယ်။နောက်ဆိုရပြောခဲ့သလိုအိုးအိမ်ကိစ္စနေရာထိုင်ခင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းပဲအဆင်ပြေတတ်ပါတယ်။ အိမ်ကြီးအိမ်ဆောက်လို့ဟာမျိုးတွေပေါ့နော်ကြုံရတတ်ပါတယ်ဘိုးသစ်အိမ်သစ်ဝင်လာတာမျိုးတွေဖြစ်တတ်ပါတယ်နောက်ထပ်ဘာတွေကောင်းတာရှိသေးလဲဆိုတော့လူမှုပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာလူများရဲ့ချစ်ခင်ယုံကြည်မှုတွေကိုရရှိမယ်လူတချို့ရဲ့အကူအညီကောင်းစောင့်ရှောက်ကောင်းတွေကိုရရှိစေနိုင်တယ်ဆိုတာကိုလည်းပဲတွေ့ရပါတယ်ဗျာနောက်ခရီးသွားလာလှုပ်ရှားမှုနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေမှာလည်းပဲ အဆင်ပြေရပါတယ်ခကြီးတွေထွက်ပြစ်မဲ့သွားပြစ်လာပြစ်မဲ့လှုပ်ရှားပြစ်မဲ့သွားပြစ်လာပြစ်တဲ့ခကြီးသွားလာတဲ့ခကြီးတွေနဲ့ပတ်သက်ပြီးတော့လည်းပဲအဆင်ပြေလိမ့်မယ်စိတ်ချမ်းသာရလိမ့်မယ်ဆိုတာကိုတွေ့ရပါတယ်နောက်ထပ်ဘာတွေကောင်းတာရှိနေသေးလဲဆိုတော့အမှုကိစ္စလိုဟာမျိုးတွေပြဿနာလိုဟာမျိုးတွေဖြည့်ရှင်းရမယ့်ကိစ္စမျိုးတွေမှာကြီးမြောက်အောင်မြင်အောင် ဖြည့်ရှင်းနိုင်မယ့်အချိန်ကာလလိုလည်းပဲ တွေ့ရပါတယ်เนาะဒါမလို့အဲအမှုကိစ္စပြဿနာတွေအတွက်သိတ်ဆိုးရပူပင်နေစရာ မလိုဘူးလို့ပြောလို့ရပါတယ်ငွေကြေးပိုင်းအခြေအနေဘယ်လိုရှိလဲဆိုငွေကြေးပိုင်းကအကုန်ကြတဲ့တအားငါတတ်ပါတယ်ငွေထွက်တတ်တယ်ဝေကုန်တတ်တယ်ဒီလာဖို့ဝင်လာလာခြင်းမှာကိုပဲပတ်စံထွက်စရာတွေဟာတစ်ခုပြီးတစ်ခုတန်းစီနေတတ်ပါတယ် တော့လာကုန်ပိုင်းမှာလည်းတစ်ချက်အလိုရှိပါတယ်เนาะဒီလာရဲ့အစပိုင်းနဲ့လာကုန်ပိုင်းလောက်မှာငွေတအားထွက်တတ်ပါတယ်အကုန်ကြေးတွေညာတတ်ပါတယ်နောက်တစ်ခုကငွေကြေးအတွက်နဲ့စိတ်ပူပင်ဇာတိတွေရှိတတ်တယ်လို့နောက်ရားမဲ့ငွေတွေပြန်မရတာတို့ပတ်စံဆုံးသွားတာတို့เนาะကြံ့ကြာခက်ခဲနေတာတို့ဒါမျိုးတွေလည်းဖြစ်တတ်ပါတယ်ငွေကြေးပိုင်းမှာဂယုဆိုင်ပါလို့မှာကျင်ပါတယ်ကျမကြီးပိုင်းအခြေအနေကရောတဲ့ကောင်းပါတယ်ကျမကြီးနဲ့ပတ်သက်ပြီးတော့ တိုးတက်ကောင်းမွန်မှုတွေကိုရရှိစေမယ့်အချိန်ကာလတလတာလို့ပြောလို့ရပါတယ်။ပညာရေးဘက်မှာဟောတဲ့တော်တော်လေးအားနည်းပါတယ်ဗျာ။ဒီလားတွင်မှာပညာရေးကိစ္စကိုဆောင်ရွက်နေတဲ့သူတွေဟာပညာရေးဘက်မှာတော်တော်ကိုလျော့နေနေတာဖြစ်တဲ့အတွက်သေချာအားဝစားပြီးတော့ကြိုးစားဖို့လိုပါတယ်။အဲချောင်းကိစ္စတွေသင်တန်းကိစ္စတွေဆောင်ပွဲကိစ္စအင်တာဗျူးကိစ္စတွေကိုဆိုလိုခြင်းဖြစ်ပါတယ်။ဘာသာရေးအလုပ်လုပ်နေတဲ့သူတွေကလည်းဘာသာရေးဘက်မှာ ရော်ရဲနေကြပါတယ်။လုံသာလုံနေစိတ်မပါတာမျိုးလုံလဆအလုပ်တွေပြက်ကွက်သွားတာမျိုးပေါ့နော်မလုံဖြစ်တာမျိုးဒါမျိုးတွေရှိတတ်ပါတယ်။ကြဒါကတော့အရင်ဆုံးဘုရဟူသားသမီးများအတွက်ကိုဒါမေလာတလာတာကံကြမ္မာအခြေအနေကိုဘေးနေနေနဲ့ကြီးရှိပြီးတော့ဟောပြောပေးတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့တေရော့ကန်လေးနဲ့လည်းကျွန်တော်ကံကြမ္မာဖတ်ကြားပေးမှာဖြစ်ပါတယ်။ဂျာပြတ်ကြောင့်ညာဝင်ကျင်တာကကျွန်တော်ရှိမှတူးချင်းတယောက်ချင်းဘေးနေမြင်းမြန်းကျင်တဲ့မိတ်ဆွေများအနေနဲ့ ကျွန်တော်ရဲ့ TikTok Messenger မှာ Viber သို့မဟုတ် Telegram ဖုန်းနံပါတ်ကို တောင်းယူပြီးတော့အရင်ကနေဆက်သွယ်ပြီးတော့မေးမြန်းလို့ရပါတယ်။ကြိုတင်ပြီးတော့စာရင်းလေးပေးရပါတယ်။တစ်ရက်နှစ်ရက်ဆောင်ရပါတယ်။ တဦးချင်းတယောက်ချင်းရဲ့ဘီရင်ဂိမ်းငန်းကိုတက်ချက်ပြီးတော့လိုအပ်တဲ့ဟောစမ်းတွေကိုကျွန်တော်ပို့ပေးပါတယ်။ဘဝတသက်တာနဲ့ပတ်သက်တဲ့စိတ်နေစရာတွေ၊စောင်းဝမ်းရှောင်းဝမ်းတွေ၊ဖွာစာတာနဲ့ပတ်သက်တဲ့အဟောတွေ၊နှစ်ပိုင်းခြားနဲ့ပတ်သက်တဲ့အဟောတွေ၊ရရရာတွေ၊လပိုင်းခြားနဲ့ပတ်သက်တဲ့အဟောတွေပို့ပေးတယ်။နောက်ပြီးတဲ့အခါမှာကိုကဘယ်နှစ်ဘယ်ကိန်းကိုဘလို့ရောက်နေတယ်ဆိုတော့ရှင်းပြပေးတယ်။နောက်တိလိုတဲ့အကြောင်းလေးစားတွေကိုလည်းတေရော့ကတ်တွေနဲ့ပြန်ပြီးတော့ဖြည့်ပြီးဟောပေးတာမျိုးတွေရှိပါတယ်ဗျာ။နော်။ ။အော်ရန်ကုန်မှာဗီဒီယိုဟောကားဖွဲဖွင့်ဖို့ပြောထားတဲ့ကိစ္စလည်းပဲစီစဉ်နေတော့မှရှိပါတယ်။ဒါမဲ့လောလောဆယ်ကျွန်တော်မီလာတည့်ရက်နေ့နဲ့နှစ်ရက်နေ့ရန်ကုန်မှာကျွန်တော်ရှိပါမယ်။ကျွန်တော်ကိုအပြင်မှာလာရောက်အဲ့တွေ့ခြင်းနဲ့လူတွေ့အရေးကြီးကိစ္စရှိလို့မြင်းနှင်းခြင်းနဲ့သူများပဲကျွန်တော်ရွှေဘုံတိုင်းဟိုတယ်မှာမီလာတည့်ရက်နေ့နဲ့နှစ်ရက်နေ့ရှိပါမယ်။နောက်ရက်တွေရှိမရှိရတော့ကျွန်တော်မပြောနိုင်သေးပါဘူးเนาะ။အဲ့တော့အဲ့လိုမေးပြန်ခြင်းနဲ့သူတွေကကျွန်တော်ကို Viber သို့မဟုတ် TikTok Messenger မှာအရင်ဆုံးဆက်သွယ်ပြီးလို့ရှိရင်ဒါလာရောက်တွေ့ဆုံလို့ရပါတယ်လို့เนาะဒါတွေလည်းပဲသတင်းပါလိုက်ခြင်းဖြစ်ပါတယ်အခုဆက်ပြီးတော့ဘုံတော်ကူသားမိများရဲ့ဒါကံကြမ္မာအခြေအနေလေးကို Terrorgan နဲ့ဟောပြောပေးမှာပဲဖြစ်ပါတယ် ဒီချိန်ကာလအတွင်းမှာတချို့သောအရာတွေဟာတကယ်လုံးမှ တကယ်ကြိုးစားမှဖြစ်တာမျိုးမဟုတ်ဘဲနဲ့အချိန်တစ်ခုထိုင်ဆောင်းလိုက်တာနဲ့အလိုလိုဖြစ်သွားလိမ့်မယ်အလိုလိုကိုယ့်ရှိကိုရောက်လာလိမ့်မယ်အလိုလိုကိုယ်ရလာလိမ့်မယ်လို့တွေးရပါတယ်အဓိကပြောချင်တဲ့မစိတ်ကတော့တီးခံဆောင်တိုင်းပေးရတယ်တအားကြီးစိတ်မလောနဲ့စိတ်မမြန်နဲ့ပေါ့နော်စိတ်လောလောစိတ်မြန်လို့လို့ရှိရင် ါကိုလိုချင်တဲ့ကိုဖြစ်ချင်တဲ့ကိုရချင်တဲ့အရာတွေဟာကိုနဲ့ပို့ပြီးတော့ဝေးကွာသွားသလိုမျိုးဖြစ်တတ်ပါတယ်အဲ့တော့အောင်မြင်ချင်တာပဲဖြစ်ဖြစ်လိုချင်တာရချင်တာပဲဖြစ်ဖြစ်နည်းနည်းလေးစိတ်ချေပေးပါအချိန်ပေးပါစောင့်ပေးပါတဲ့နော်နောက်ဒီချိန်ကာလတွေမှာများသောအပြင်စိတ်ချမ်းသာပါလိမ့်မယ်ကြည်သောမိမတအူသို့မဟုတ်ယာရူဂုံသိငွေရေးစီဝါချမ်းသာတဲ့မိမတအူပေါ့နော်အဲဒါမှမဟုတ်ရုပ်ရည်ယူပကအပြည့်ချောမောလာပါသောမိမတအူရဲ့အကူအညီကောင်းတွေ အကြံကောင်းညံကောင်းတွေဆောက်ရှောက်ကောင်းတွေကိုရရှိစေတတ်တယ်ဆိုတာကိုတွေ့ရပါတယ်ဒီကာလတော်တွင်မှာကောင်းမွန်တဲ့တန်ခြင်းရှိတဲ့စိန်ခံပစ္စည်းတစ်ခုလည်းပဲဝင်လာတတ်တယ်ဆိုတာကိုတွေ့ရပါတယ်ကြာနော်ကဲဒါကတော့ဗုဒ္ဓဟူသားမိများအတွက်ကိုဟောပြောပေးခြင်းဖြစ်ပါတယ်ယရေအာနေနဲ့ဘာလေးလှုပ်စေချင်တာရှိတယ်ဆိုတော့ယရေအာနေနဲ့အုံးသီးပဲဖြစ်ဖြစ်အုံးသီးပါတဲ့မုံပဲဖြစ်ဖြစ်ဘုရားမှာတူပြပါ ဥပမာ only think လို့မယ်ပေါ့ only ကိုခွဲပြီးတော့ဖရာ only ကိုစိတ်ပြီးတော့ဖရာမှာဘဏ္ဍာစိတ်ပဲဖြစ် only think တပတ်ကံလို့လေလို့လို့ရတယ်အဲ့လိုမျိုး only ရဲ့လို့မို့ only ပါတယ်မဟုတ်ပေါ့ဘာမဟုတ်ပဲဖြစ်ဖြစ် only ပါတယ်မဟုတ် only ဖြူပြီးတော့ပဲဖြစ်ဖြစ်ပေါ့နော် only နဲ့လို့တဲ့မဟုတ်ကိုဖရာမှာလှူဒန်းပြီးတော့ကိုယ့်ရဲ့ကံတွေလက်တွေတွင်းဖို့ပဲစုပေါင်းပေးခြင်းရမယ်ဒီ၅လပိုင်း၅လပါပါကံတွေလက်တွေတွင်းလာပါလိမ့်မယ် အဲကျွန်တော်အခုဟောပြောချက်လေးတွေကကိုယ်နဲ့တိုက်ဆိုင်မှုရှိတယ်သဘောကျညက်သက်တယ်ဆိုရင်အဟောပါ comment လေးတွေရေးခဲ့ပါဦး like share လေးတွေနဲ့အားပေးခဲ့ပါဦးအဆုံးထိကြည့်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ